စ်တီငါတို့ချီလာပြီ BPO ATRO စစ်အလွင်မြကမတနေရာကနေတော်ကြာလမ်းလျှောက်ခဲ့ကြပြီးတဲ့နောက်ဒေါ်နာတောင်မော်ကိုခတ်မှတ်မှတ်တရတယ်လူငယ်တွေကတော့တောင်စိတ်တွေလို့လမ်းရလို့မရှိ ပိုပြပြတဲ့ကြောက်တောင် ပိုပြငယ်တဲ့တောင်ကုန်းပိုပြီးသေးတဲ့ခြုံပုတ်တွေကိုရှာပြီးနင်းကျော်လမ်းဘေးကဝါပင်တစ်ပင်တွေကိုလက်နဲ့ဆွဲတဲ့အခါဆွဲကိုတွန့်ဒီတိုင်းနဲ့ ရွှေ့ပြောင်းတက်ကြပြီးတဲ့အခါကိုသောခါတို့ DPLA ဗမာပြည်သူလွတ်မြောက်ရေးတပ်တော်ရဲ့ထောက်ပို့စခန်းကိုရောက်ပါတယ်။မျက်စိတဆုံးဝါရောကြီးတဲ့မှာပါ။ကျွန်တော်ကကြခုတ်ကြခဲမနဲ့တက်ရပြီလေ။သူတို့တပ်ဖွဲ့ဝင်တွေကတော့စူစူညံ့ညံ့တပြောတပါကျွန်တော်တို့အဖွဲ့နဲ့အတူပါလာတဲ့ရိတ်ခါပစ္စည်းတွေကိုတဲပို့ရင်ခတ်တွတ်တွတ်မပြေယုံတမင်တက်ကြတယ်။ရဲဘော်တို့ကကျွန်တော်မှာပါလာတဲ့အိတ်တွေကိုကူတယ်ရင် ကျွန်တော်ကိုလည်းတွဲခေါ်ကြပါလေ။ရောင်းရည်အနှံ့50လောက်တောင်းကြတော့တယ်ကျွန်တော်တွဲ။တောင်ဆောင်တဏီယာကအဲ့ဒီစကားမှာတာရဝမိုးကဝါရဲကြီးနေတဲ့ချို့ကိုအပေါ်အောက်အစင်စင်စောက်ထားပါလေ။နှစ်ထပ်တဲကြီးတစ်လုံးမှာအောက်ထပ်ကစာနာရိတ်ခါတွေထားပြီးအပေါ်ထပ်မှာတော့မင်းကလေးရဲဘော်တွေနေကြတယ်။စာအုပ်တွေလွယ်အိတ်တွေအစားတနတ်တွေကြောဖို့အိတ်တွေလွယ်ထားတဲ့ ိုသမီးအရွယ်မိန်းကလေးတွေကိုမြင်ရတာနာကျင်စရာပါတကယ်တော့ယောက်ျားလေးတွေကိုလည်းဒီအရွယ်မှာဒီလိုမြင်ရဖို့မဟုတ်ပါဘူးကြောင်ကန်တွေဆက်ယုံလုံယုံတွေနဲ့တခြားတိုင်းပြည်ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာသူတို့အားလုံးရှိနေကြရမှာလေကျွန်တော်တို့တိုင်းပြည်ကိုဒီလိုသမိုင်းပြောင်မြောက်သူတွေကဥဆောင်ပြီးတိဆောက်နေရမှာမဟုတ်ဘူးလားလူငယ်တွေကရေမောတက်ကြွနေကြပြတ်သားနေကြပြီမယ် ကျွန်တော်ကတော့မိမိစိတ်မကောင်းတာကိုသူတို့သတိမထားမိအောင်ဆန်းဆောင်နေရပါတယ်။မျိုးပြမှာအနေကြာခဲ့တဲ့ကျွန်တော်အတွက်အရာရာဟာအထူးဆန်းဖြစ်နေတယ်။ဒဲတွေပေါ်မှာအပြင်အနီးဝင်းကျင်ကဝယုံတွေကြားနဲ့တစ်ပင်တွေအောက်မှာလည်းရဲဘော်တချို့ကကျိုးပခက်တွေနဲ့နေကြတယ်။သူတို့ကိုစီမှာမောင်းပြန်တနတ်တွေနဲ့မိဖို့ထားတဲ့နေရာတွေကလည်းခိုနာတခုဒီနာတခုကျွန်တော်ရောက်ပြီးမကြခင် BPL ကောင်းဆောင်ကိုဆောက်ပါရောက်လာတယ် သူတို့အဖွဲ့ဝင်တွေကကိုကဲရဲမှုလို့ခေါ်ကြတယ်တကယ်တော့ तू ကဒီစကားမှနေထိုင်တာမဟုတ်ပါဘူးစခန်းထဲကနေရာတချို့ကို तू ကကျွန်တော်လိုက်ပြပါတယ်ကျွန်တော်တို့တဲမဲ့ဝါတဲ့ဘောကနေတောင်အောက်ကို ပေးနေရနီးပါဆင်းလိုက်တဲ့အခါအိမ်သားရေချိုးကန်းနဲ့မိဖို့ကြောင့်တွေ့ရပါတယ်တခုနဲ့တခုပေးတရားလောက်စီွေးတယ်။တောင်ကြဆိုင်းရီကိုတွေ့ယူ အသုံးပြုလို့ရအောင်ခန့်နိုင်တဲ့နေရာမှာဓာတ်တွေကိုလာပြီးတိဆောက်ထားတာဖြစ်တယ်။ခမန်းမိပါတယ်။ အိမ်သာကရိုးရိုးစောင့်ကြောင်ထိုင်ရေလောင်းအိမ်သာဖြစ်တဲ့တွင်ဘိုးထိုင်အိမ်သာလို့ခေါ်ကြတဲ့ဒူးမကွေပဲထိုင်လို့ရတဲ့အိမ်သာနဲ့အသားကျနေတဲ့ကျွန်တော်တို့ခောက်ဝါဝါလူတယောက်တွေအတော်ခက်ပါတယ်ခင်ဗျာအကောင်းဆုံးကတော့ရေချိုးကန်းအမြတောင်ကြဆန်းကနေပိုက်သွင်းနဲ့တွေပြီးရောက်လာတဲ့ရေကအေးမြကြည်လင်ပြီးအချိန်ပြည့်တရဟောကျနေတဲ့အတွက်ချွေတာကြမလို့ဒီစကားမှာအရသာအရှိဆုံးကရေချိုးရတာဖြစ်ပါတယ် ရေလောင်းချိုးကြလားရေပန်းအောင်ရမလားကြိုက်ထား၍အဲ့ဒီတောင်ကမအပေါ်နဲ့အောက်ကို BBLA လူငယ်တွေကပြည့်တဲ့ပြည့်စင်နေကြပေမဲ့ကျွန်တော်အတွက်တော့စိန်ခေါ်မှုတစ်ခုဖြစ်နေပါတယ်။တချို့နေရာမှာလေကားတက်တွေရှိပေမဲ့နေရာတချို့မှာပြောင်းချောနေတော့ခြေကုန်းမမြဲတဲ့အတွက်အတက်မှာချော်လက်တက်တယ်။အစင်းမှာလည်းလျှော့ကျတက်ပါတယ်။တချို့နေရာတွေကြတော့လည်းဝါလက်တန်းတွေနဲ့ဆိုတော့အဆင်ပြေတာပေါ့။မျက်နှာသိရေချိုးဖို့ မင်းစားဖို့နဲ့အိမ်သားကိုတွားဖို့ပေနီယာလောက်ဆင်းတဲ့ရတာဟာပါမန်တော်ကြီးလက်တွေမှာတော့ဒီလိုမဟုတ်တဲ့အတွက်တော်ယုံွှဲရှိအောင်လည်းတော့ဒီကေတာမှာနေနိုင်ဖို့လွယ်ပါဘူးရေချိုးပြီးတောင်ထိပ်တန်းရောက်တဲ့အခါချွေထွက်နေပါပြီညဘက်မှာအလဲရောက်လာတဲ့တခြားမဟာမိတ်အဖွဲ့တစ်ခုကခေါင်းဆောင်နှစ်ယောက်နဲ့အတူကျွန်တော်တို့ညသာစားကြတယ်ဘဲဟင်းကစုံရဲ့ကျော်နဲ့ခရမ်းကျင်ပြီးမပြီးကျစားပြီးတော့စကားတွေဆက်ပြောကြတယ် အဓိကအချက်ကတော့2025ခုနှစ်ဘလောက်အရေးကြီးတယ်လို့ဆိုတဲ့အချက်ပါကျွန်တော်တို့သကဝိုင်းသိန်းတော့ညတော့နေပါပြီမောင်ထဲမှာပဲဧည့်သည်တွေပြန်ပြီးပြောက်သွားကြတယ်ဝါဖျားကြံငင်းအောက်ကတိုးဝင်လာတဲ့ဆောင်းလေကတစိမ့်စိမ့်ခေါင်းရင်းပဲဝါကတွေးကြကဝင်လာတဲ့လေကလည်းကိုယ်အပေါ်ပိုင်းကိုတိုက် သူတို့ပေးထားတဲ့ဆောင်းပါးပါးနဲ့ကျွန်တော်ကိုယ်လုံးကိုရနိုင်နေမှကျွန်တော်ထုတ်ရတယ်ကျွန်တော်နဲ့ကိုယ်ဆောင်းခတဲခိုတဲ့တဲမှာ ၃ဆင့်ရှိပါတယ်ကျွန်တော်တို့၄ယောက်လောက်ကအပေါ်ဆုံးအဆင့်မှာအလဲအဆင့်မှာက မေဂရီချုပ်တဲအပြင်ပဲရောက်နေတဲ့အောက်ဆုံးအဆင့်မှာကယောက်ျားလေး၄ယောက်လောက်ကျန်သူတွေကတော့တခြားတဲနဲ့ဝေယုံတွေကြားကပခက်တွေမှာဟိုနာတစုဒီနာတစ်ခုမိဖို့လေးတွေလည်းပို့လို့ပေါ့ကျင်းတွေကတော့နေရာတိုင်းမှာရှိတယ်သူတို့ကဒီနေရာဟာသူတို့စိုးမှုနေပြပါရန်သူမရှိပါဘူးဆိုပေမဲ့ခြေရန်ဆိုတော့ ပြောပွဲစားထွက်တဲ့နေရာတော့မဟုတ်ကင်းတဲ့လေရင်လာရင်မိဖို့တခုခုကအလေးရောက်ကုန်များတွေ့သွားလိမ့်မလားကျွန်တော်တင်ရလုံးအိတ်မပြောပါဘူးညဘက်မကြာခဏကိုဘက်ဒီဘက်လူလှိမ့်နေစာကြံကင်းဝါးတွေကတကြီးကြီးနဲ့ဘေးလူကိုအားနာစရာဘယ်သူမှတော့မနှိုးဘူးထင်ပါရဲ့ကျွန်တော်နဲ့ကပ်ရမအိတ်တဲ့ကိုဆောင်းခါအပါဝဲတဲတစ်ခုလုံးကတော့တုတ်တုတ်မှအလုံး တနေကုန်တော်တွေတောင်တွေထဲမှာစင်းတက်သွားလာနေကြတဲ့သူတို့လူငယ်တွေအတွက်အိတ်ဆက်ချိန်ဟာတန်ဖိုးရှိလာပါတယ်ဒီလိုနဲ့ပဲတဲနံပေးသစ်ပင်ကြီးတပင်ပေါ်ကတနာ ਈ တစ်ခါလောက်အော်တတ်တဲ့တောက်တဲ့တန်ခတ်အော်အော်ကျွန်တော်ကမှောင်ထဲမှာအတန်ဖမ်းဖို့ကြိုးစားရင်ဒေါနာတောင်တန်းပေါ်ကပထမညကိုဖက်ဆန်းဖြစ်ပါတယ်ခင်ဗျာနောက်နေ့မနေ့မှာမိဖို့ကြောင့်ကျွန်တော်သွားတယ် ်မိန်းကလေးနှစ်ယောက်ကအဓိကချက်ပြုတ်နေကြတာပါယောက်ျားလေးတစ်ချို့ကသူတို့ကိုကူညီနေတယ်တိုက်ပွဲမှာလက်တစ်ဖက်ဆုံးရှုံးခဲ့တဲ့ရဲဘော်တစ်ယောက်ကိုလည်းအဲ့ဒီမှာတွေ့တယ်ခွေးလေးတွေကြောင်လေးတွေကလည်းသူတို့မွေးစားထားတာတွေ့ပေါ့ဘာတွေချက်နေကြလဲဟဲ့အဲ့ဒီမှာရှိတော့ကျွန်တော်စားခဲ့ရတဲ့ဟင်းတနက်ကငါးတက်တာပါဘူးရဲမှာပါလာတဲ့လက်မသာသာလောက်ငါးလေးတွေကိုတယောက်တစ်ကောင်စားရတာဖြစ်ပါတယ် ကလေးတွေကမာတ္တာအနှစ်ကလေးတွေကိုပကံတွေကနေရသမျှဆဲယူပြီးစားနေခဲ့ကြတယ်။သူတို့စားနေကြတဲ့အစားတွေဟာဘယ်လိုမှအာရမပြည့်နိုင်ပါဘူး။ BBLA ဘန်ထောက်ဌာနမှုကမဝေပါတပ်ဖွဲ့ဝင်တွေကိုဘာတွေကျွေးပါကလေးလို့ကျွန်တော်မေးပါတယ်။အာကျွန်တော်တို့ကတော့တက်ဆန်ကိုတက်ဆန်ကိုဒီလိုတုံးနဲ့ပြီးတယ် ဒါနဲ့၃နှစ်စီနဲ့မနက်ပိုင်းမှာတော့အဲချင်းကျော်ပဲဆက်ရတယ်။အဲနေ့လယ်ပိုင်းနဲ့ညနေပိုင်းအတွက်ကတော့ကျွန်မတို့ကအတားဟိုဟင်းပေါ့အတားဟင်းမဟုတ်ဘူးပြင်းစီစဉ်ပြီးတော့ဥပမာတပတ်စာအရင်ကိုပြောမယ်ဆိုလို့ရှိရင်ကျွန်တော်ကပေးကျူးရယ်ပြီးမချောက်ကျူးရယ်၃နှစ်မချောက်ကတော့အကြည့်ပါဘူး။အဲ့တော့တကယ်လုံးကကိုတနည်းနည်းနည်းနဲ့တွက်မှာဆိုလို့ရှိရင်စလုံးနဲ့ဆက်ရှိတယ်။ဆလုံးနဲ့ဆောင်မှာဆိုရင်တမလောက်ဟာမချောင်းနဲ့ပုံနဲ့ဆိုရင်အဲ9နှစ်ဒါမှမဟုတ်10နှစ်လောက်ချီပြီးပုံပြီးရယူတယ်။ အဲဒီပလင်းစားတယ်။ကျန်တာတွေကတော့အကြီးရရတဲ့အခါရမယ်။ဒီကျုပ်ဦးပါမယ်။ဒီအသားပါမယ်။ကျုပ်ဦးနဲ့အသားကတော့တပတ်မှာတစ်ခါလို့ရတယ်။အဲတချို့လမ်းကြောင်းချီမကောင်းတာတွေပြီးရင်ကျွန်တော်တို့တဲရပေးရတာခက်ခဲရတယ်။မိုးရင်းဘက်တွေမှာဆိုလို့ကျွန်တော်တို့နှစ်ပတ်မှာတစ်ခါလို့သုံးပတ်မှာတစ်ခါလို့အဲအဲ့ဒီလောက်ကြီးရတာ။ဟုတ်ကျော်ဘရိုက်တော့တရင်ဆိုရင်မနေ့စာပါစမ်းမလဲ။ဟုတ်မနက်စာဆိုရင်ပုံမှန်ညဘက်ကနေကြောင်းလို့ခင်းကြံကိုဒီမနက်မှာအဲ့ဒီမျိုးကြော်လိုက်ပြီးတော့အဲရှိတာလေးမျိုး ားတယ်အဲ့ဒီဟုတ်ပြီနေ့လေသာရှင်အဲနေ့လေသာရှင်ကကျွန်တော်တို့ဟိုပေးထားတဲ့ခုနကပေးဆိုလို့ရှိရင်ပေးခင်းတမီးပဲအဲပေးရင်အရင်တော့ပဲချက်ချက်မှတ်ပေးခင်းတယ်အဲ့ဒါမျိုးတွေပေါ့ဟုတ်ရန်နတို့ကြီးကငပိရေမပေါ့အာမပေါ့ရှင်အငပိရေလည်းကျွန်တော်တို့ပေးရတယ်ဒါပေမဲ့အဲ့ဒါကလည်းနှင်းအင်းနဲ့တက်မဆာပေးရမယ် မဒီနေ့ဒီနေ့လည်းမမပြီးရကြိုလိုက်တယ်ဆိုမပြီးရကိုရှာနေလေးမပြောဦးလို့ပါလို့ပြောကြလို့ရမယ်ဒါပဲဟုတ်ကဲ့ဟုတ်ကဲ့မပြီးရဟုတ်ကဲ့ဟုတ်ကဲ့မပြီးရဟဲ့ဆိုပါတော့ညစာဆိုရင်ဥမိုင်းပါကြည့်နေအဲညစာဆိုရင်ဥမိုင်း6စားမယ်ဆိုလို့ရှိရင်အရင်6ကိုကြော်လို့ကြော်ပြောဖုတ်ပဲဖုတ်ဖို့အဲ့ဒါတခုမကောင်းတဲ့ခင်းနဲ့တားပါမကောင်းတဲ့ခင်းရိုးတွေပါမပေါ့မပြီးရလည်းမပေါ့ဟုတ်မပေါ့ ့ဒါလို့အဲ့ဒါတွေကဟိုတူးရလို့ပါလို့ဆိုလို့ရှင်တော့သူတို့အဲ့တောလိုက်ပြီးတော့တောရှာထားတဲ့အကြီးရတွေပါလို့နည်းနည်းပါမယ်ဆိုတော့ဒီဒီဇောဟောင်းကြီးရဲ့စာရင်းလာအလောင်းကျွန်တော်ရဲဘော်တို့ဆိုတာဒီလိုတစ်ခါလိုက်ပြီးရင်ဒီမှာပါလေတောချက်တွေပါရရတယ်ဆိုအဲ့ဒါမျိုးဆိုရင်ဘယ်လိုလုပ်အဲ့ဒါမျိုးဆိုရင်ကျွန်တော်ပြွေးတော့ပေါ့အဲ့လိုမျိုးရရနေကြတာတကယ်ရှည်ပဲဟိုကတောချက်တွေရအောင်ချူပွေးရမယ်အဲ့ဒီလို ဒီခင်းနေရတူတော့တော်တော်ဟဲ့တို့ရတယ်ပါကြီးတော်တော်တို့ပြီးရှာတတ်ပြီမှာကိုဟုတ်ရှာတတ်ကြပြီအဲကျွန်တော်တို့ကိုလူကြည့်နေမှာတည်းကသင်တန်းမှာကလေးကသူကတော်ဟင်းတက်မှဆာဆိုပြီးတော့ထည့်ထားပြီးတာအဲ့တော်ဟင်းတက်မှဆာပြီးတော့ခုဟုတ်ကိုတော်ရင်မှာလိုက်ပြီးရှာပြီးတော့ဒါလေးကြည့်ကြည့်နေအောင်လုပ်ပြီးဆာရောဒီမှာကျွန်တော်ကြားရတယ်ဒီဘက်ကဝါးတွေပေါ်တဲ့ခါကျတော့မိုးရင်းဆိုတော့ညစ်တော်တော်စားရတယ်ဆိုတော့ဟုတ်ဟုတ်ဟုတ်အာညစ်ကတော့စိတ်ကြိုက်ပဲနေ့တိုင်းမှာညစ်ပါတယ်ဟုတ်လား အပါလုံးအကြီးလို့နောက်ပိုင်းစားရင်းထဲမှာခါးတွေပါနာလာကြမြစ်စားကိုခါတာဟုတ်မြစ်ကဟိုကဖြစ်တယ်ဒူးတွေခါးတွေအစစ်မြစ်တွေတော့နာတယ်အများကြီးစားလို့ရှိရင်ဟုတ်လားဟုတ်ဒါမဲ့စားကြတယ်မြစ်တော့အရင်ကြိတ်ကြတယ်မြစ်ပြင်မိုးတွင်းမှာတခြားအသိနံပါတွေပါကြီးရှိတယ်အမိုးရမှာဆိုရင်ခုနကဟိုကဇရီယိုးလို့ဖလောင်းတောင်မွေးတို့အဲ့လိုမျိုးဟိုမိုးအကြပြီဆိုလို့ရှိရင်အဲ့ဒါတွေကပေါ်အရှာရင်ရှာနိုင်တော့တော့မိုးတွေမှာအဲ့လိုအကြီးရလေးဆူဆူဖြစ်ဖြစ်ရတယ်မိုးတွေပါလေလဲရတယ် မင်းခမင်းတော့ပဲပြုတ်လမ်းပါဘူးအဲ့တော့ဇတော်ဘဲတွေပါဒီမှာပဲပြုတ်တယ်ပါကိုယ်တိုင်ဖောက်မစားကြဘူးအာဟုတ်အဲ့လိုတော့အဲ့လောက်ကြီးတော့မရဘူးချင်းကျွန်တော်တို့ကဒီမှာပေးတာကလွယ်လွယ်ကူကူနဲ့မြင်းမြန်ဆန်ဆန်ချားလို့ရတဲ့အစားအစာကိုပဲပေးတာပါဇတော်ဘဲတွေပါလို့ဆိုဖောက်ရတာနဲ့ပြုတ်ရတာနဲ့အဲ့လိုမျိုးဟိုဟာများတယ်ကိကိထာများတယ်ပေါ့ဒီမှာအမြဲတမ်းအချိန်ကြီးကအမြဲတမ်းပြောင်းလဲနေတာခဏနေညီညီစင်စင်ဖြစ်နေပြီမဲ့ခဏနေကြရင်ဝုံတိုင်းဆိုပြီးတော့ထားပြီးရှိတဲ့အထုပ်ဆွဲပြီးကြားရတာမျိုးဆိုတော့အဲ့လိုမြင်းမြန်ဆန်ဆန်တက်တက်လက်လက်ရတာမျိုးတွေလုပ်လို့ရတယ် ပေးလို့ရတယ်။ဩအဲ့ဒီတော့မှကျွန်တော်သိတယ်။ကျွန်တော်ညကစားခဲ့တဲ့ခင်းသုံးခွက်ဟာဧည့်သည်တွေလာလို့အထူးအခမ်းအနားပဲ။ငပိရီဟာလည်းခင်းတစ်ခွက်ဖြစ်တယ်။တခြားခင်းတစ်ခုပါရင်ငပိရီမပါဘူးဆိုတဲ့စကားကိုနားထောင်ရတဲ့အခါဘီယန်နဆက်ပွဲတုန်းကဘီအကောင်းတွေတောင်ကျွန်တော်တို့ဒီကနေ့ ်တော်လာရေးမှာပါဝင်နေတဲ့မျိုးဆက်တဲ့လူငယ်တွေတဲ့ပိုပြီးကောင်းကောင်းစားကြရမှာပဲလို့ကျွန်တော်တွေးမိပါတယ်။နောက်ပိုင်းမှာတော့သူတို့ကောင်းဆောင်ကိုဆောင်ခါကသူတို့ရရှိတဲ့ငွေတွေကရိတ်ခါဖိုးငွေကိုလျှော့တုံးပြီးလာမဲ့ထိုးစစ်တွေအတွက်အရေးကြီးဆုံးလိုအပ်တာတွေဝယ်ယူဖို့ငွေကိုစုဆောင်းနေရကြောင်းကျွန်တော်ကိုပြောပါတယ်။ဒီအစားအစာကိစ္စဟာ BPLA မှာတည်းမဟုတ်ပါဘူးခင်ဗျာကျွန်တော်သိသလောက်တပီလုံးကຫນွေဦးတိုက်ပွဲဝင်လူငယ်အများစုဟာ ဖြစ်တယ်လို့စားတောက်နေကြရတာပါကိုဆောင်ခါတို့ BBL အဖွဲ့ဝင်တွေအနေနဲ့ကိုပိုင်ငွေကြီးကိုလုံးဝကိုက်တွဲသုံးဆွဲခြင်းမပြုရဘူးလို့လည်းမိန့်ထုတ်ထားတယ်လို့သိရပါတယ်ရတယ်ဒီရေးစိမေးတာမျိုးရတယ်ဘာမှမဟုတ်ဘူးပြတာပြီးတော့တော့ဘာမှမဟုတ်ဘူးတကယ်တော့ဒီနေ့ຫນွေဥဒေါ်လာကြီးမှာပါဝင် တိုက်ပွဲဝင်နေရတဲ့လူငယ်တွေရဲ့ဒုက္ခတွေကကြီးမား လွန်လာပါလေဥပမာအပြင်ရမ်းမိုင်းနဲ့ပတ်သက်ရင်လည်းအဲ့ဒီစကားမှာလူတိုင်းလိုလိုငှက်ပြားဖြစ်ပူပါတယ်ဖြစ်ရင်တော့ကျွန်တော်တို့ကိုစေးပေးပါတယ်လို့လူငယ်တယောက်ကကျွန်တော်ကို ပြောတဲ့အခါကာဝယ်စေးရောခမားတို့ရဘူးလားဆိုတော့ "तू မကြဘူးပါဘူး"တဲ့အဲနောက်ပြီးတိုက်ပွဲတွေမှာဒဏ်ရာရသူတွေလည်းအတော်များလာနေပါပြီ NUG ကျမ်းမာရေးဝန်ကြီးဒေါက်တာဇော်ဝေဆူရဲ့ပြောစကားအရဆိုရင်ຫນွေဦးဒေါ်လာရင်းမှာ လက်ရှိခြေလက်အင်ကာနစ်နာ ဆုံးချုံသူ 4000ကျော်နေပြီဖြစ်ပြီးတောင်ကနန်းကိုရောက်သွားနိုင်ပါတယ်ဒီခီးစဉ်အတွင်းမှာဒဏ်ရာရလူငယ်တချို့ကိုလည်းကျွန်တော်တွေ့ခဲ့တယ်တဦးကလက်နဲ့ကြီးကြီးကျလို့ဒဏ်ရာရခဲ့တယ်ရဲဘော်ဘျူဟာပါ သူက KNU တပ်မှ3နှစ်မြီမှထိခိုက်ခဲ့တာဖြစ်ပါတယ်အဲ့ဘဝနဲ့ပြန်လာတဲ့အချိန်မှာလက်နဲ့ကြီးပြစ်ခဲ့တာ။ဂျာမန်ကြီးဆောင်ကြီးဆောင်တဲ့အချိန်ပါ။လက်နဲ့ကြီး။အဲ့တော့အခုဘယ်လိုရှိလဲကြာမှရ ကျောင်းအရတော့ကောင်းပါရဲ့ကျွန်တော်ဘယ်လိုပြောလဲအဲ့လမ်းလျှောက်တဲ့လမ်းလျှောက်လို့မရသေးတော့တခြားတော့စီစီပါလမ်းလျှောက်တဲ့ကနာရတကူတော့ကျန်တယ်အပြောချင်းတယ်သူတော့ညီမကြီးပြောတယ်အဲ့ဒီလုံးကိုဖြစ်ဖြစ်ဒီဒီသားဖြစ်ဖြစ်ဒီပါဖြစ်ဖြစ်ဘယ်ကြီးကအဲကျွန်တော်ဒီတော်လည်းဟိုဆက်ပြီးတော့ဆက်လုံနေအောင်ပါပေါ့ရတယ်တော့အဲဒီတော့ကိုကိုလည်းလို့ ဒီလိုတန်ရရပါလေစိတ်ကြမကြဘူးပြီးတော့ဒီလိုတော်လည်းမှာကုညီပေးတဲ့လူအားလုံးနဲ့ကျေးဇူးတင်တော့အလုံးနောက်တူကတော့ခါပူမျိုးသိမ့်တိုက်ပွဲမှာရန်သူတိုက်လေကကျဲချလိုက်တဲ့ဘုံကြီးချိမှန်ပြီးလက်တစ်ဖက်ဆုံးရှုံးခဲ့သလိုတခြားတရားတွေလည်းအကြီးကျယ်ရရှိခဲ့သူဖြစ်ပါတယ်။ဒေါ်ရီတောင်တွေကဒီလူငယ်တွေဟာအာနာချင်းစနစ်အမြင့်ဖြတ်ရေးအတွက်မ သူတို့ရဲ့လူမှုဘဝတွေအပြင်ခန္ဓာကိုယ်တွေကိုပါပေးဆက်နေကြတာဖြစ်ပါတယ်ကျွန်တော်တွေ့ခဲ့သူအားလုံးကလည်းသူတို့ဘယ်လိုအခြေအနေမျိုးအခက်ခဲတွေကြုံခဲ့ရကြုံနေရပါသည်ဖြစ်တဲ့ဤနဲ့တော်လာရေးကိုအဆုံးထိပါဝင်မယ်လို့ပြောတဲ့သူကြီးပါပဲမြမပြီးကဒီတော်တွေတောင်းလို့လဲမှာသူတို့ဟာယုံကြည်ချက်အတွက်အရာရာကိုဆွတ်လွတ်တိုက်ပွဲဝင်နေကြတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ခမောင်းစိုးပါ ကျွန်တော်ရဲ့ BPL နဲ့တွေ့ဆုံခြင်းသို့မဟုတ်လွတ်မြောက်နိုင်မည့်ခီးစဉ်ပထမပိုင်းကိုဒီမှာတင်ရန်နာပြရစီခင်ဗျာအဆုံးဒီနာဆင်ပြီးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ဗနာကလစ်ခါပါအရေးတော်ပုံအောင်ရမည်